အပိုင်း1129ရဲ့အစမှာတော့စီတန်ရဲ့ရောက်ရှိလာမှုနဲ့အတူရေတပ်သားတွေအားလုံးလည်းစောင့်တရားမရဖြစ်နေကြပါရည်။ဒါကြောင့်တက်ချုပ်လဲစီတန်ရောက်ရှိလာကြောင်းသူ့ရဲ့ငွေသားတွေကိုအတည်ပေးလိုက်ပြီးရေတပ်သားတွေကတော့စီတန်တရားကိုကျွန်းနေတဲ့အထိဘလို့မျိုးဖောက်ဝင်လာတာလဲဆိုတာစဉ်းစားရကြနေကြတာပါ။အဲ့ဒီအချိန်တက်ချုပ်က Vice Admiral နေနဲ့ Rear Admiral ရာလွဲလို့ရှိရင်စီတန်ကိုမောမကြည့်ကြဖို့နဲ့မြို့ရဲ့လေကောင်တွေအမြန်ဆုံးထွက်ပြေးကြတော့လို့ဆိုပြီးအမိန်ပေးလိုက်ပါရည်။စကားဆုံးမှာတော့ဒါကိုကြားလိုက်ရတဲ့ရေတပ်သားတွေလည်းဖနောက်နဲ့တင်မတသားတွေအကြောင်းထွက်ပြေးကြပါတော့တယ်။ ။တချို့တပ်သားတွေကတော့ဆက်စုခြင်းနဲ့စိတ်နဲ့စေတန်ရှိအောင်လမ်းကြည့်နေကြပြီး Celestial Dragon ကိုဘာအတွက်နဲ့ဒီလောက်အထိကြောက်နေရမှာလဲဆိုတာမေးဖို့ထုတ်နေကြတော့ပါ။နောက်ပြီး Elders ရဲ့ဘဲကြီးတွေကနတ်ဘုရားတွေထပ်တောင်းကြီးမြတ်တဲ့ဖြစ်တည်မှုအပြင်သူတို့ကိုဓာတ်ပုံထဲမှာလောက်ပဲမြင်မှုတယ်လို့တပ်သားတယောက်ကပြောနေကြတာပါ။အဲ့ဒီအချိန်တစ်ဖက်မှာလေတက်ချိုတယောက်စေတန်ရဲ့တောင်းကြမှုကနေတဆင်းထွက်ပေါ်လာတဲ့ပောက်ကွဲမှုကိုကြည်ရင်သူကခံပြင်းနေပါရီ။အဲ့နောက်မှာတော့သူလဲကျုံးမော်ကိုခုံထွက်လို့သွားပါရီ။စေတန်ကသူ့ကိုဓာတ်နဲ့ထိုးချလိုက်တဲ့ပုံဒီကိုအေးဆက်ဆက်မျက်လုံးနေနေချင်းနေချင်း ဒေါက်တာဘင်ကဘက်ကတော့ဘူနီကိုအများဆုံးထွက်ပြေးဖို့အတွက်လမ်းအသည့်ပေးနေပါရီနောက်ပြီးမင်းကိုမင်းဘာလုပ်နေရထင်းလဲဆိုပြီးသူကစိုးရိမ်နေကြတာပါဒါပေမဲ့ခေါင်းမာတဲ့ဘူနီကတော့စေတန်ရဲ့ယင်ဝါကိုသာဒါနဲ့ဆက်လက်ထိုးဆိုင်ထားပြီးအဲ့ဒီအချိန်တက်ချုပ်ကလည်းရောက်ရှိလာပါရီဒီလိုနဲ့တက်ချုပ်ကစေတန်ကိုအစဉ်ပြေလာလို့မင်းနေပြီးသူကဘူနီကိုဒေါသထွက်နေတာပါဒါကြောင့်တက်ချုပ်တယောက်ချက်ချင်းပဲသူ့ရဲ့ဓာတ်ကိုဆွဲထုတ်လိုက်ကလောက်ငယ်သားတွေကိုဘူနီထမှန်လှုပ်ရှားမှုပြုတာနဲ့ပြစ်ခတ်ဖို့အတွက်အမိန်ပေးလိုက်ပါရီတဖက်မှာလည်းဒါကိုမြင်လိုက်ရတဲ့စံကြီးကစိုးရိမ်သွားခဲ့ပြီးဒေါက်တာဘေကာဘန်းကလည်း ဘိုနီကိုအမြန်ဆုံးထွက်သွားဖို့အတွက်အော်နေပါပြီ။အဲ့ဒီအချိန်ဘိုနီကတော့မျက်ရည်တွေကျဆင်းနေခဲ့ပြီးရှင်းကြောင့်ကျမရဲ့အဖေဘွားပြက်စီးခဲ့ရတယ်ဆိုတာစေတန်ကိုဆွဆွဲပြောဆိုနေတာပါ။နောက်ကိုဒေါသထွက်သွားတဲ့စေတန်ကဘိုနီကိုပါးစပ်ပိတ်ထားဆိုပြီးအမိန်ပေးလိုက်ကသူ့ရဲ့အကြည့်စွမ်းရည်တွေလွင်ထွက်သွားလို့လိုက်ပါလိမ့်။ဒါကြောင့်ဘိုနီလည်းလွင်ထွက်သွားခဲ့ပြီးတစ်ဆက်တည်းမှာပဲစေတန်ရဲ့ဖမ်းဆုပ်ခြင်းကိုခံလိုက်ရပါလိမ့်။တဖက်မှာလေဒါကိုဆွေးရင်သွားတဲ့စံကြီးကစေတံကိုဝင်ရောက်တိုက်ခိုက်ဖို့အတွက်ပြေးလာပေမယ့်စေတံရဲ့အကြီးတစ်ချက်မှာတွေတကူလုံးလှုပ်မရအောင်ဖြစ်သွားခဲ့ပါပြီ ဒီလိုနဲ့လဲကျသွားတဲ့စံကြီးကိုဖရန်ကီကလာရောက်ကြည့်ရှုနေခဲ့ချိန်ဇီတန်ကတော့သူ့ရဲ့ယင်မမှာစိုက်နေတဲ့ဓာတ်ကိုပြန်ဆွဲနှုတ်ယူလိုက်ပါရီတဖက်မှာလေဓာတ်ကိုမြင်လိုက်ရတဲ့ဖရန်ကီကယုတ်ရက်ပြောက်ွက်သွားတဲ့ဇီတန်ခန္ဓာကိုယ်ပေါ်ကသွေးတွေဘယ်လိုရောက်သွားတာလဲဆိုပြီးပါစအဟောင်းသားဖြစ်သွားပါရီအရာအလုံးရှုပ်ထွေးနေခြင်းကိုအတုံးချလိုကောင်းတဲ့အချိန်ကိုရောက်ရှိလာချိန်မှာတော့တက်ချုပ်ကဘေကာပန်းနဲ့အပေါင်းပါရီကိုဝင်အောင်ဖမ်းဆီးဖို့အတွက်အမိန်ပေးလိုက်ပါပြီဒါပေမဲ့သူတို့အားလုံးကဇီတန်ရဲ့အမိန်ပေးခြင်းကိုခံလိုက်ရပြီးရပ်သွားကြပါရီ နောက်ပြီးစေတန်ကဒီမှာရှိတဲ့ရန်သူအလုံးထွက်ပြေးစရာမြေမရှိတော့တာကြောင့်အရန်ကြီးအလော30လုံးနေဖို့မလိုဘူးလို့ဆိုပါရီအဲ့နောက်မှာတော့သူကလဲကြနေတဲ့ကီဇာရုကိုကြည့်ကောမရှင်ကိုစိတ်ပြတ်နေပြီလားဆိုပြီးမိလိုက်ပါရီဒါကြောင့်ကီဇာရုလည်းအစောကြီးကလေးကဒီမရှင်ကိုသူကစိတ်မဝင်စားကြောင်းနေအထက်ကဖီယာတချို့ကြောင့်သာလုံးဆောင်ခဲ့ရကြောင်းဝန်ခံလိုက်ပါရီတစ်ဆက်ထဲမှာပဲစေတန်ကရှုံးတွားနေတဲ့ပုံစံနဲ့လဲကြနေတဲ့လူဖီကိုသူ့ရဲ့လက်တံအနေနဲ့ထိုးချဖို့ပြင်ဆင်နေခဲ့ပါပြီ။ အဲ့ဒီအချိန် Frankie ကချက်ချင်းပဲသူ့ရဲ့ Storm Right ထိုးချက်နဲ့ Luffy ကိုပိတ်ထိုးချပစ်လိုက်ကလွင့်ထွက်သွားတဲ့ခန္ဓာကိုယ်ကိုပြန်လဲဆွဲဖမ်းယူလိုက်ရင်အသက်အနည်းကနေလွတ်မြောက်အောင်ကာကွယ်ပေးလိုက်ပါရီ။နောက်ပြီးမင်းတို့ဘာသာမင်းတို့ဘလောက်ကြီးမြတ်တဲ့ကောင်ဖြစ်ဖြစ်ငါတို့ကောင်းဆောင်ရဲ့ကောင်းကိုလွယ်လွယ်နဲ့မျှဖို့ဆိုပြီးဟားတိုက်နေပါတော့တယ်။စေတံကတော့ဒီငိမ့်စွာနေပဲမင်းတို့ကောင်းတွေအားလုံးရဲ့လောက်ရက်ကကျန်းတန်းလွန်းနေဆိုပေမဲ့ရေတပ်ကဝိုင်းထားတဲ့ဒီကျွန်းစုကနေဘလို့မှလွတ်မြောက်နိုင်စရာအကြောင်းမရှိဘူးဆိုပြီး Luffy နဲ့ဘုံနီကိုပြောနေခဲ့တာပါ။ဒါပြင်မင်းတို့အားလုံးတေးကြေးပြန်စည်းသွားရမယ့်မြင်ကွင်းကိုကြည့်ဖို့အတွက်မဆောက်နိုင်တော့ဘူးဆိုပြီးပြောရွှင်နေပါသေး ဒီလိုနဲ့စီတန်ကဘေကာပန့်ကိုကြည်ရင်မင်းသားငါတို့ဘက်ကိုတစ္ဆာမဖောက်ပဲဆက်လက်ပူးပေါင်းနေအောင်မယ်ဆိုရင်အရန်ကောင်းမှာပဲဆိုပြီးပြောနေပါရီဒါပေမဲ့ဒီတော်တွင်ကမ္ဘာအစိုးရဘက်ကိုအကျိုးပြုလုပ်ငန်းတွေလုပ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်တယ်လို့ဆိုပါရီအဲဒီနောက်မှာတော့သူကဘေကာပန့်ကိုပထမဦးဆုံးတပ်ပြရမယ့်လူနာမည်ကိုရွေးချယ်ခိုင်းနေပြီတဖက်မှာလည်းဘေကာပန့်တယောက်ချွေးတွေပြန်နေခဲ့ပါပြီဇေဒန်ကသူအဲ့လိုလောက်ရခြင်းရဲ့ရည်ရွယ်ချက်ကိုရှင်းပြနေပြီဒါကကမ္ဘာအစိုးရကိုတစ္ဆာဖောက်တဲ့ရလတ်ပဲလို့ဆိုတာဘူနီရဲ့အယိုးတွေကိုကြိုးကြည့်သွားအောင်ညှင့်နေပါရီ နာဂျီမူရဲ့တံကိုဂဲဂဲကြီးခန်းစားလိုက်ရတဲ့အခါမှာတော့ဘိုနီတယောက်ငဲတံပေါင်းအော်နေခဲ့ရပြီးတစ်ချိန်တည်းမှာပဲဂျန်တဲ့သူတွေအားလုံးစေတန်ရဲ့ထိန်းချုပ်ခြင်းကိုခံလိုက်ရပါတယ်။အဲ့ဒီအချိန်ဘိုနီတယောက်ဖခင်ဖြစ်သူဂူမာရဲ့ပြောစကားတွေကိုပြန်ကြားရောင်းလာပါတယ်။တကယ်တော့ဂူမာကလွတ်လပ်ခြင်းနဲ့ဖျားဖြစ်တဲ့နီကာရဲ့လမ်းစဉ်အတိုင်းရှောက်ရှင်ခဲ့တာဖြစ်ပြီးသူကနီကာလိုနဲ့ဖျားတယောက်ဖြစ်ချင်ခဲ့တာပါ။နောက်ပြီးသူ့ရဲ့သမီးလေးကိုသူကနေတိုင်းနီကာရဲ့လွတ်လပ်ခြင်းပုံစံကောက်ွက်တွေနဲ့ပျော်ရွှင်မှုတွေကိုဖန်တီးပေးခဲ့ပါတယ်။ နောက်တစ်ခမ်းမှာတော့လွန်ခဲ့တဲ့48နှစ်တုန်းကဆိုဘက်ကင်းနိုင်ရဲ့တန်ရာကိုပြသထားပြီးလင်မယားနှစ်ယောက်ကသူရဲ့သားလေးကိုကူမဆိုပြီးခေါ်နေကြပါတယ်။ဒီနေ့မှာတော့အဖေဖြစ်သူကဇယဝင်တယောက်ဖြစ်သူကိုလာတွေ့နေပြီးဇယဝင်ကလည်းကလေးရဲ့သွေးကိစ္စကိုဖုံးကွယ်ပေးထားမှဖြစ်တာကြောင့်စိတ်မပူနဲ့လို့ဆိုပါတယ်။ဒါကြောင့်ဖေဖြစ်သူလည်းဝမ်းသာသွားကြရကအိမ်ကိုပြန်လာပါတော့တယ်။အဲဒီနောက်မှာတော့သူကသားဖြစ်သူကူမကိုဂိုင်းမြောက်လိုက်ရင်ဖျားသခင်ကိုဂျေစုတင်နေပါတယ်။ဒီလိုနဲ့နောက်လေးနှစ်အကြာမှာတော့ကူမတယောက်အရွယ်ရောက်ရှိလာပြီဖြစ်ပြီးအတော်လေးကိုအားကိုးနေရပါပြီ။ အဲ့ဒီအချိန်ယုတ်တရက်ဘုရားကျောင်းတကားကိုဆရာဝန်ကတွန်းဖွဲ့ဝင်လာပြီးမိသားစုတစ်ခုလုံးပြေးမရတော့မယ်လို့ဆိုပါရီအကြောင်းကတော့အစိုးရရဲ့နောက်လိုက်ခွေးတွေကဈေးရုံကိုဝင်ရောက်မှွေနှောက်သွားတဲ့အတွက်ကြောင့်ပဲဖြစ်ပါရီအဲ့ဒီအချိန်ဒေါက်တာတယောက်အကန့်ခံလိုက်ရပြီးဘုရားကျောင်းလေးကိုကျော်ဆန်းတို့အဖွဲ့ကရောက်ရှိလာပါရီနောက်တစ်ခါမှတော့ဂူမာရဲ့အဖေဖြစ်သူဟာကျော်ဆန်းတို့အဖွဲ့ကိုသူတယောက်တည်းပဲမိသားစုထဲမှာဗဂန်နီယာသွေးပါဝင်ကြောင်းရှင်းပြနေပါရီနောက်ပြီးသူယူခဲ့တဲ့မိမရောသူသားမရောအဲ့ဒီသွေးမပါဘူးဆိုပြီးပြန်လို့ပေးဖို့တောင်းဆိုနေပါရီ ဒါပေမဲ့တနားညတာမှုဂိမ်းမဲတဲ့ကျော်ဆန်တို့အဖွဲ့ကတော့ဒါကိုလက်မခံပဲမျက်ခွက်ကိုပိတ်ထိုးလိုက်ပါရီနောက်တစ်ခါမှတော့ဂူမာရီယောမိသားစုနဲ့အတူအချုပ်ခန်းတစ်ခုထဲကိုရောက်ရှိနေခဲ့ပြီးအမေဖြစ်သူကတော့အဆင်ပြေသွားမှာပါဆိုပြီးနှိမ့်သိမ့်ပေးနေတာပါဒီလိုနဲ့တရားမှာတော့အမေဖြစ်သူကိုတပ်သားတွေကကြိုးဆွဲခေါ်သွားခဲ့ပြီးဖေဖြစ်သူကိုလည်းတခြားနေရာကိုခေါ်သွားခဲ့ပါရီအိမ်နောက်ပိုင်းမှာတော့ဂူမာကဆယ်လက်စတီယယ်ဒရာဂွန်မျိုးနွယ်ဝင်ကလေးတွေရဲ့အနိုင်ကျင့်ခံလျောက်ဖြစ်လာခဲ့ပြီးအရာဝိတ္ထုအလေးကြီးတွေကိုနေ့တိုင်းထမ်းပို့နေရပါတယ်အလုပ်လုပ်တဲ့အခါမှာလေးပုံမှန်ထက်နှေးသွားတဲ့အခါကျရင် ဒီမှာကိုသူတို့ကရိုက်နှက်ကြပါသေးတယ်။တရက်ပြီးတရက်တလာပြီးတလာအရိုက်နှက်ခံရပြီးတဲ့နောက်မှာတရက်မှာတော့ဂူမာကဖေဖြစ်သူကိုပြန်လဲတွေ့ရှိလိုက်ရပြီးကြာစင်းနေတဲ့မျက်ရည်တွေကိုချက်ချင်းတုပ်ပြလိုက်ကသွားရောက်နှုတ်ဆက်နေပါတယ်။နောက်ပြီးပါဇက်ကနေလဲအဖေကျွန်တော်ကိုကဲပါနော်ကျွန်တော်ကိုကဲပြီးပါဒီတက်နှိမ့်ဆက်ခံရမယ်ဆိုရင်တားတည်တော့မယ်ဆိုပြီးအဆက်မပြတ်တောင်းဆိုနေပါတယ်။အဲ့ဒီနောက်မှာတော့ဂူမာကမေးဖြစ်သူတီးဆုံးသွားတဲ့တဲ့ရင်ကိုကြားသိလိုက်ရပြီးချုံမွဲရှောင်းကိုကြွေးပါတော့တယ် တရက်မှာတော့အဖေဖြစ်သူကကုမကိုသူတို့ကလာရောက်ခဲ့တဲ့မိမဲ့နီကာဆိုတဲ့လွတ်လပ်ရေးနဲ့ဖျားချောင်းကိုပြောပြနေပါရီနောက်ပြီးအဲ့ဒီအနေနဲ့ဖျားကသူတို့ဘက်ကနေရီရဲ့တခုရီးသောမျောလင်းချက်ပဲလို့ဆိုပါရီဒါအပြင်အဲ့ဒီနဲ့ဖျားကအမြဲလို့လို့ပြောနေတယ်ပြီသူ့ကိုကြည့်မိတဲ့သူတိုင်းလည်းပြုံးရွှင်ကုန်ကြတယ်ဆိုပြီးချီးမွမ်းဖွင့်နေခဲ့ကနီကာနဲ့ဖျားရဲ့အကကိုပြသနေခဲ့ပါရီဒါပေမဲ့ကန်ဆိုးစွာနေပဲဆလစတီယာဒရာဂွန်တယောက်ကကုမရဲ့အဖေကိုဥကောင်းတဲ့တဲ့တနက်နဲ့ကုမရဲ့မျက်စိရှိမှရီမဲပြစ်တတ်ပလိုက်ပါရီနောက်တစ်ခါမှတော့စေမင်းတစ်ခုပေါ်မှာ ဆလတ်စတီယာဒရာဂွန်တယောက်ကပြည်တွင်းလူသားမဲလိုက်ပွဲကြီးအကြောင်းကိုရှင်းပြနေပါသည်။နောက်ပြီးအဲ့ဒီလူသားမဲလိုက်ပွဲကြီးကိုဂေါ်ဘယ်လီဆိုတဲ့နေရာမှာပြုလုပ်မှာဖြစ်ပြီးကမ္ဘာအစိုးရကစပွန်ဆာပေးထားတယ်လို့ဆိုပါရီ။တစ်ဖက်မှာလည်းအဖမ်းဆီးခံထားရတဲ့ဂေါ်ဘယ်လီရဲ့ဘရင်ဖြစ်သူကတော့သူ့ရဲ့ပြည်သူတွေကိုလူသားမဲလိုက်ခွင့်ပေးလိုက်တဲ့အစိုးရကိုစဲနီးပေါင်းစုံနဲ့စဲနေကြတာပါ။အဲ့ဒီချိန်ရုတ်တရက်ဒါသမားတယောက်ရဲ့ခုတ်ဖြတ်ခြင်းကိုခံလိုက်ရပြီးမာလကီယာသွားခဲ့ပါရီ။ဒါသမားရဲ့နာမည်ကတော့ Fingerland Garlin ဖြစ်ပြီးသူ့ကို Holy Night ဖြစ်လူများကခေါ်ဝေါ်ကြပါရီ။ ဒီလိုနဲ့ Celestia Dragoni ကသူရဲ့လူသားမဲလိုက်ပွဲကြီးအကြောင်းကိုဆက်လက်ပြောဆိုနေကြခြင်း။ဂူမာကတော့ထောင်းဖောက်ပြေးသွားခဲ့ပါပြီ။ဒါကြောင့် Johnson တို့ဖွဲ့လည်း Juni ရောက်ပြောက်ဆုံးသွားပြီလို့ဆိုတာပြာပြာခန့်နေခဲ့ပြီးသူတို့ကဂျုံကိုပြန်ပြီး Juni ကိုပြန်ပြီးဂူမာကိုလိုက်လံဖမ်းဆီးခိုင်းပါလိမ့်။နောက်တစ်ခါမှာတော့ထွက်ပြေးလာတဲ့ဂူမာကိုတွေ့မြင်ရမှာဖြစ်ပြီးသူကမောပန်းနေပါလိမ့်။အဲ့ဒီအချိန်ထောင်သားတွေကရောက်ရှိလာခဲ့ပြီးဂူမာကိုသူတို့နဲ့တူပြန်လိုက်ခဲ့ဖို့အတွက်အတင်းဆွဲခေါ်နေကြတာပါဒါပေမဲ့ဂူမာကသူမလိုက်နိုင်ကြောင်းဟိုယိုကအော်ဟစ်နေခဲ့ပြီးအတင်းရုန်းကန်နေပါလိမ့် ဒါကြောင့်မလို့ဂူမာလေးလူအုပ်ကြီးရဲ့ဝိုင်းဝန်းရိုက်နှက်ခြင်းကိုခံလိုက်ရပြီးသတိလစ်သွားပြီးသူ့ကိုဂျူနီကခြေထောက်ကနေတရွတ်တိုက်ဆွဲခေါ်သွားကြပါသည်။နောက်ပြီးသူတို့ကဂူမာကိုသာဖမ်းမခေါ်သွားလို့ရှိရင်သူတို့ကအသက်ခံရမယ်ဆိုတဲ့အကြောင်းကိုလည်းပြောနေကြပါသည်။ဒီလိုနဲ့တနီယာရောက်မှတော့တောင်ကုန်းမော်ကနေအီဗန်ကောနဲ့ဂျီနီတို့မောင်နှမနှစ်ယောက်ကထွက်ပေါ်လာပြီးတကယ်တော့သူတို့ကလည်းထောင်းပေါက်ပြေးလာကြတာပါ။တဖက်မှာလေဒါကိုမြင်လိုက်ရတဲ့ကူမောင်ကမောင်နှမနှစ်ယောက်စလုံးရဲ့ပုံစံကိုသဘောကျတည်ခဲ့ပြီးဇလန်လေးကတခန်းရက်သွားခဲ့ပြန်ပါလိမ့်။